လူမှုကွန်ရက်မှာတမီဆိုးလို့လူသိများတဲ့ရွှေသက်အကောက်ပိုင်ရှင်မသက်ကိုကိုကိုစစ်ကောက်စီတက်ကအော်တိုဘားလ23ရက်ကပြည်ဦးလယ်မြို့မရဲစခန်းမှာပုံမှန်905ကကြီနဲ့ထပ်မံအမှုဖွင့်လိုက်တယ်လို့အုတ်ချိုရင်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေစီကသိရပါဗျာ။ အနာသိစစ်ကောင်ဆောင်ဇနီဒေါ်ကျူလှနိုင်ငံသားခီးစင်နဲ့ဒေါ်ဆန်းစုကြည်နိုင်ငံသားခီးစင်ကိုခိုင်းနိုင်ရထားတဲ့ post နဲ့စစ်တပ်အရာရှိတွေကိုဝေဖန် live link ပြောဆိုမှုတွေကြောင့်ပုံမှန်905ကကြည်နဲ့ထပ်မံမှုဖွင့်ထားတာလို့သတင်းရင်းမြစ်က DBB ကိုပြောပါရတယ်။ စစ်ကောင်စီကအောက်တိုဘာလ14ရက်ညပိုင်းမှာမြောက်ကုံမြို့နယ်46ရပ်ကွက်နေမတ်သက်ကိုကိုခေါ်တမီဇို55နှစ်ကိုပြည်ဦးလွေမြို့မရဲစခန်းမှာထိသိမ်းထားပြီးစစ်ဆင်နေတယ်လို့ထုတ်ပြန်ခဲ့ပေမဲ့ပုံမှန်905ကကြီနဲ့အမှုဖွင့်ထားတဲ့ဆိုတာကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။တမီဇိုဟာအမေရိကန်မှာနေထိုင်စဉ်ပြည်ဦးလွေမြို့နယ်မှာနေထိုင်တဲ့ဒေါက်အေတင်ကိုကို live stream ပြောဆိုခဲ့တဲ့အတွက် အောက်တိုဘာလ9ရက်မှာပြည်ဦးလွေမြို့မရဲစခန်းမှာ ပ215မြင်းဆောင်2025ပုံမှ66ဂါဂျီနဲ့အမှုဖွင့်ခဲ့တာလို့ဖြစ်စဉ်ကိုတည်သူတူက GBP ကိုပြောပါတယ်။အမေရိကန်နိုင်ငံသားခယူထားတဲ့တမိဆိုးခေါ်မတ်သက်ကိုကိုမှာအဂုလာ22ရက်ကမြန်မာပြည်ကိုပြန်လာတာဖြစ်ပြီးအော်တိုဘာလ12ရက်မနေ့9ရက်ကထိုင်းနိုင်ငံသူဝနာဘူမိလေစိတ်ခီးစဉ်ကို လိုက်ပါမဲ့အချိန်ဖက်စီခလိုက်ရတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ကအငိမ့်စရရှိတူရဲ့ဇနီးဖြစ်တဲ့မတ်သက်ကိုကိုမှလူမှုကွန်ရက်မှာ follower တသိန်းရှိတဲ့ရွှေသက်အကောင့်နဲ့အလှကုန်ပစ္စည်းများလိုက်လွှဲရောင်းချနေသူဖြစ်ပါတယ်ရှင်။